ယောက်ျားယူရင်တော့မှမင်္ဂလာမဆောင်ဘူးလို့ကိုတွေးထားတာဘာအဲ့အလှပြင်ပြီးတော့လေဟိုသွားတီသွားလို့ပြင်းတော့ဒီမှာကြရင်ကြအမောပြောင်းသွားပြန်ရောအဲ့လိုမျိုးကိုကလည်းအဲ့လောက်ထိကိုတွေးတာပြန်ပြန်လဲဆိုတော့ပြန်တော့မှာမင်္ဂလာဆောင်ကျင်လေးဟုတ်တယ်မလားဟုတ်တယ်ဟိုကပထမတစ်ဆောင်ကကျတော့ဒီအဖြူလေးနဲ့ဆိုဝယ်ရင် dress လေးဆိုတော့လေအများအားဒီရောက်တာအဲ့လိုဖြစ်တဲ့အာဒီသူလေးဝယ်ရင် studio ရောက်ပြီဆိုတော့ကိုကြီးလို့လိန်လိုက်ပြီဆိုတော့အာ ဘူးဘူးဘူးအဲ့လို princess လိုလိုသိရမလားဟိုလေသူတို့သမီးလေးလိုလိုမျိုးလိုခံစားရတယ်အဲ့လို cherry thin လိုမြင်လိုက်လူတွေကဆက်ဆက်လူလိုထင်နေမဲ့သူကအပြင်မှာအရက်တည်းမတောက်ဘူးပြီးလို့ရှိရင်တချင်းဆိုတဲ့ဖြောပြွဲပြီးရတဲ့အိမ်တန်းပြန်လာတခါကျကျွန်တော်တို့ကသူ့ကိုနောက်တယ်ညီမလေးကတော့တခုသွားရအောင်လေးလို့ခေါ်ရင်တော့မလိုက်ဘူးအိမ်မှာအမေကသမင်းစားဖို့စောင့်နေတာမောနာကောက်လေးကောက်ကြည့်တော့အဆင်ပြေတော့လေမျက်နှာနဲ့လိုက်တယ်လို့ပြောကြရတဲ့ဆက်ကောက်ဖြစ်တာပါ စိုက်တာပေါ့ကိုညမလေးရိုးနေတာမစိုက်တာသူ့ကိုအမြဲတမ်းအပြောင်းလဲလေးဖြစ်စေခြင်းနဲ့အခုဆိုသူ့ကိုကျွန်တော်ကဒီလိုမိုဟာနာလို့မခေါ်ခောက်ဆွဲချောက်လို့တော့အာအဓိကညမလေးကတခြင်းဆိုတာအရန်တော်တယ် performance တွေအရန်တော်တယ်ဒါပေမဲ့သူကတခါကြလို့ရှိရင်သူ့ရဲ့ fashion ပေါ့နော်အဝတ်စားတွေဆိုသူဝတ်ချင်တယ်လို့ဝတ်တယ်အတူတက်ဖြစ်အဲစိတ်ကူးပေါ့ပေါ့တို့ညတကောင်ဆိုလဲလေအိမ်ကြီးဝတ်စုံညအိမ်မျက်နှာပြောင်းတဲ့ ဂီတာတွေတီးပြတဲ့ light တွေတို့နဲ့တချင်းတွေရှောက်ဆိုးတယ်အခါကျသူ့ကျွန်တော် comment တွေလည်းရေးတယ်၆ဘောက်မှသွားပြီးတော့လည်းပြောပြတာပေါ့ညီမလေးကိုကပရိသတ်တွေစောင့်ကြည့်နေတယ်ဒါ celebrity artist တယောက်ဖြစ်နေပြီဆိုလို့ရှိရင်ပရိသတ်တွေကသူတို့ချစ်တဲ့အမှုပညာရှင်အချိန်မြေသွားကြည့်လိုက်ဗျာလာတာပဲ fashion တွေရလိုက်တယ်အဲဒါဆိုရင်လည်းဘလို့မိကလီယာဘလို့အဝတ်စားလည်းဘလို့ဆိုတာမျိုးမြင်စီခြင်းမှာအဲ့တော့ကို့အနေနဲ့ဒါဟန်ဆောင်မှုမရှိဘူးဆိုတော့ ဒီရိုးရှင်းတဲ့ဘဝကိုတိဆောက်ထားမှန်မိမယ်တဲ့ပြိသက်တွေကသူတို့လည်းအငြင်းနဲ့လှစင်တာကိုမြင်ပါပဲအဲ့ဒီကြောင့်မို့လို့လှလှလေးနေအဲ့လိုမျိုးပြောရင်းနဲ့အခုဆိုရင်ဒီနောက်ပိုင်းကိုတော်အံ့ဩသနဲ့တောင်းမိရညီမလေးဒီ make up look ကလှနေဘယ်လိုနဲ့ပြင်ထားဆိုသူကသူပြင်ထားတာလေအဲ့လိုမျိုးတွေပေါ့ဆိုကွာသူအမှတ်တမှတ်ပေးလိုက်တမှတ်ရသွားတယ်တမှတ်ရပါဘော။အော်ဒီအော်ဒီဒီဇပင်ရလားအဒါကလည်းဒီနေ့ကကိုကြီးပဲလုပ်ပေးတာပါဟုတ်။ make up ကောဇပင်ရောကိုကြီးစင်လင်းတို့ဒီ အာဒီ video studio ပဲလုပ်ပြီးတယ်ဒီမှာဆိုလို့ရှိရင်လည်းအဲရက်ကွေးတွေဘာတွေလဲလာပြီးတော့အပြင်ကလူတွေလည်းလာလို့မရတယ်ပေါ့နော်နေရာလည်းကျယ်တယ်ဆိုတော့ maker ဆိုလည်း ready ပဲအခုရက်ကွေးတွေဘာအကုန်ရှိရဆိုတော့ဒီမှာအကုန်အကုန်ဒီမှာအကုန်ရှိရပေါ့နော် package နဲ့အကုန်အဆင်ပြေတော့ဒီမှာပဲလာရိုက်ဖြစ်တာဒီနေရာမှာချင်းပြွားတာကြောင့်နည်းနည်းဘယ်လိုပြောချင်းအမြင်နဲ့လေးဟိုကိုကအမြင်နဲ့ဟိုအစပင်ဖြူအောင်လို့ဝါရောင်လို့နေနေကြဒါပေမဲ့အခုနောက်ပိုင်းနည်းနည်းငြိမ်တဲ့အယောင်လေးနဲ့နေလာရဲ့ပုံမှာ အဖြောင်းနဲ့လည်းတိတ်မလိုက်တော့လေအကောက်ဟိုခိုင်းဆို wave အကြီးကြီးကောက်တယ်ဒါပေမဲ့ဒီ moana ကောက်လေးကောက်ကြည့်တော့အဆင်ပြေတော့လေမျက်နှာနဲ့လိုက်တယ်လို့ပြောကြရတဲ့ဆက်ကောက်ဖြစ်တာပေါ့ဟုတ်ကဲ့ဘယ်လိုလေးချိန်တာပေါ့ကိုညမလေးရိုးနေတာမချိန်တာသူ့ကိုအမြဲတမ်းအပြောင်းလဲလေးဖြစ်စေခြင်းနဲ့အခုဆိုသူ့ကိုကျွန်တော်ကဒီလို moana လို့မခေါ်ခောက်ဆွဲချောက်လို့ခေါ်အဲ့တော့ခောက်ဆွဲချောက်ကင်းနေပေါ့အဲအစောပိုင်းတော့သူကခောက်ဆွဲချောက်ကိုသူကဖားလာချတာအခုနောက်ပိုင်းသူကဒီလိုစီးပြီးတော့ဟို performance အနေနဲ့ဒီ လွတ်တစ်ခုချိန်သွားတာပေါ့နော်အဲ့ဒါကြောင့်မို့လို့ဒီနောက်ပိုင်းစိုက်တယ်အဲ့လေးနဲ့ပြီးလို့ရှိရင်တော့နောက်ထပ်မတူတဲ့ဟာတွေထပ်ပြီးကြောင်းအောင်ပေါ့နော်အဓိကပရိသတ်အတွက်အမြင်လေးစမ်းအောင်ပေါ့ကိုကြီးလှုပ်ရှင်တာလှုပ်လို့ပဲပြောလိုက်တော့ဒီနေ့ဆိုလည်းကိုယူလာတာတခုဒီမှာစတူဒီယိုတော့မရဘူးတဲ့အဲ့ဒါမိုးရအောင်ဆိုပြီးတော့ဒီ tree wedding studio ကပဲဝတ်စုံလေးပဲကိုကြီးရောက်ဝတ်ပြီးတော့ဒီ make up လည်းကိုကြီးပဲလိမ့်ပေးတယ်အဲ့လိုမျိုးပေါ့အဆောက်အအုံကိုကြီးကအများကြီးပတ်ဖို့ပေးပါတယ်မွေးစား ညီမလေးဖြစ်နေတာပေါ့နော်။အရင်ထက်နာလေတထေးကြီးဆိုတော့တထေးရဲ့အမအိအိရကြီးပဲနန်းတော်ကြီးကျန်တာကိုကြီးအိအဲ့တော့ညီမလေးကိုအမြဲတမ်းကျွန်တော်ပြင်ပြတာ cherry thing က cherry thing စိုက်တာပဲ cherry thing လို့လို့မရဘူး။အမတူညီတဲ့အမြင်နဲ့လည်းလုပ်ပြရမယ်။ပရိသတ်တွေရဲ့အမြင်မှာဒါကြီးကိုဟိုရိုးနေပြီထင်နေဆိုရင်နောက်တစ်မျိုးပြောင်းပြရမယ်ပေါ့နော်။ဒီနေ့ဆိုလို့ရှိရင်အဲသူ့ရဲ့ဒီအိမ်ကနေယူလိုက်အဝတ်စားနဲ့တစ်ချင်းနဲ့ဆိုရင်တော့အာမလိုက်သေးဘူးပေါ့နော်။ကျွန်တော်မှအဝတ်စားလေးရှိတယ်ဆိုပြီးအဲ သူဖြစ်စင်တာလေကောင်းတော့မရအောင်ကျွန်တော်ဖြစ်စင်တာပဲလုပ်ပေးဒီနေ့တော့ပုံစံပြောင်းအောင်ပေါ့နော်ဖန်တီးပေးမယ်အဲနှခမ်းနေရာဆက်တော့ကြီးများသေးတာ तू ကဘလို့ရောင်လေးကြိုက်တာမရဘူးဒီနေ့ဒီအယောင်ဆိုးပြမယ်ကြည့်ကြည့်လိုက်အဲ့ဒါဆိုလို့ရှိရင်အရန်လှသွားမယ်ဆိုတော့အခုရိုက်နေနေနော်တကယ်ကိုပြောင်းဝင်းပြီးတော့ဂလိုးနေတာပေါ့နော်သူ့ရဲ့ဒီလော့ကလည်းလုံးဝဒီစပင်လေးနဲ့လည်းလိုက်တယ်ပေါ့တယောက်တည်းအထီးမကြံချင်းညံ့ညံ့အဲချစ်သူရှာပါ ဒါမှလည်းကျေးဇူးတွေများများရှိလာလို့ကျေကမ္ဘာလောကလူကြီးတို့ပါလာမယ်တို့ပါပြီးမင်္ဂလာဆောင်မယ်ဆိုရင်ကျွန်တော်ရဲ့ဒူလေးဝက်ဒင်းစတူမှာဆောင်ရည်ရဒီနေ့တော့ cherry thing ကိုပြင်ဆင်ရိုက်ကူးပြီးတော့မင်္ဂလာဆောင်ကျင်းလေးဟုတ်တယ်မလားဟုတ်တယ်ဟိုမှာပထမတစ်ဆောင်ကကျတော့ဒီအဖြူလေးနဲ့ဆိုတော့ wedding dress လေးဆိုတော့လေဟုတ်ပါပါအဲ့လိုမျိုးအော်ဟိုမှာလေအဲ့လိုချက်ချင်းအဲ့လိုမျိုးစိတ်အများကြီးဒီရောက်တာအဲ့လိုဖြစ်တဲ့အာဒီ two day wedding studio ရောက်ပြီဆိုတော့ကိုကြီးတို့လိမ့်လိုက်ပြီဆိုတော့အာ ပုဂ္ဂိုလ်ကအဲ့လို princess လို့လို့သိရမလားဟိုလေသူတို့သမီးလေးလို့လို့မျောလို့ခံစားရတယ်အဲ့လို။သူကသူတို့မီးဖြစ်ချင်တယ်အမှန်တော့ကျွန်တော်လိမ့်ပေးတာသူတို့သမီး look မဟုတ်သေးဘူးပေါ့နော်။အစိုးရ look လိမ့်ပေးထားတာအဲ့ဒါတော့သူကဒီရောက်ပြီဆိုရင်မင်္ဂလာဆောင်ကျင်တဲ့စိတ်ကသူကဘူးကဝင်လိုက်တဲ့အတွက်ကြောင့်မို့လို့ကိုပြင်နာအစိုးရ make up လိမ့်ပေးတဲ့ style ကိုလိမ့်ပေးမှာသူကသူတို့သမီး style ဖြစ်တယ်ဆို။ကျေဘယ်လောက်ထိပြင်းလဲဆိုရင်ဘာဟိုလေယောက်ျားယူရင်တော့မှမင်္ဂလာမဆောင်ဘူးလို့ကိုတွေးထားတာ။အဲ့အဲ့အဲ့လောက်ပြင်းပြီးတော့လေဟိုသွားတည်တော့အဲ့လိုပြင်းလို့ဒီမှာကြာရင်ကြာ အေးအေးလူလူပဲတဲ့မလားဒီတနေရာမှာပဲအကုန်လုံးရိုက်လို့ရတော့အဲ့မို့ကပြောင်းသွားပြန်ရောအဲ့လိုမျိုးကိုကလည်းအဲ့လောက်ထိကိုတွေးတာပဲဖြစ်နေတယ်ဆိုတော့ယူတော့မှာယူပါကိုကြီးကမပြေတော့ဘူးအမေတို့ကတော့ယူခိုင်းပါတယ်ကိုကကိုကအိမ်အောင်မပြုတ်ချင်တာအိမ်အောင်ရေးကိုလည်းစိတ်မှားသားဘူးပေါ့နော်အခုကျတော့ကိုကနဲ့ကိုအမှန်တိုင်းပြောရရင်ကိုကအဲ့လိုကိုကိုကိုရက်တည်နိုင်တဲ့သူဖြစ်တယ်ဖြစ်အောင်စူးစမ်းရတယ်ပေါ့နော်အဲ့လိုဖြစ်လာဖြစ်လာ ဖြစ်လာအောင်လဲစ조사ရတယ်ပြီးလို့ရှိရင်လည်းအဲဒီကိုယ့်ရဲ့အတိုင်းဝိုင်းကိုယ့်ရဲ့မိသားစုအတိုင်းဝိုင်းကိုယ့်ရဲ့တူရီဒီမားရရှိမယ်ဒါဒီညီကောင်မောင်နှမရရှိမယ်သူတို့ကိုလည်းကိုသူတို့ကသူတို့ရဲ့ life ကိုလည်းကိုကချင်းပေးနေတာအဲ့လိုမျိုးမိသားစုတစုလုံးချင်းသွားပြီးတော့မှာပဲအိမ်တော်ပြုခြင်းပြုမယ်ပေါ့နော်အဓိကက cherry thin လို့မြင်လိုက်လူတွေကဝတ်စားရဲ့တခြင်းပုံစံရဲ့ဆိုလို့ရှိရင်သူ့ကိုပေါ့နော် အာနည်းနည်းလေးဆက်ဆက်လူလို့ထင်နေမယ်သူကအပြင်မှာအရက်လည်းမတော့ဘူးပြီးလို့ရှိရင်တချင်းဆိုတဲ့ဖြောပြေးဝဲပြီးရတဲ့အိမ်တန်းပြန်တာတခါကျကျွန်တော်တို့ကသူ့ကိုနောက်တယ်ညီမလေးကတော့တခုသွားရအောင်လေးလို့ခေါ်ရင်တော့မလိုက်ဘူးအိမ်မှာအမေကသမင်းစားဖို့စောင့်နေတာ ကိုရီးယားတခါကျထမင်းကျွေးမယ်လာတော့စားအောင်ဆိုလို့ရှိရင်ကိုကြီးမစားတော့ဘူးအိမ်ပြန်ရမယ်အမေနဲ့တူတူစားအောင်ဆိုတော့ဒီရွယ်ထိသူကသူ့အမေပေါ်မှာလည်းအရန်ချစ်တယ်ပြီးတော့သူကတမီသားစုလုံးတူတွေသူမှပူးစီလေးတွေအစားအကုန်လုံးသူကမိခင်လိုပဲကြမိုက်လိုဥပြီးတော့သူကစောင့်ရှောက်ချင်တာဆိုတော့ပြောမယ်ဆိုရင်တော့မိခင်နဲ့တူတော့ cherry thin ပေါ့နော်ဘယ်တော့မိခင်ဖြစ်မလဲဆိုတာကတော့ဖြစ်စင်မှလည်းဖြစ်အောင်ပါဒီကြမကြီးအနေနဲ့ဥဥနေရတဲ့တူတွေသူမှတွေကအများကြီးဆိုတော့အဲ့လိုမျိုးပေါ့သူအကုန်လုံး အဲတမိသားစုလုံးရဲ့ရှေးရေးအတွက်စူးစမ်းပေးနေရအခုဆိုသူရဲ့အိမ်မက်တွေကြားလိုက်တာအကောင့်ထဲပေါ်ပြီးတော့အများဆုံးပိုင်ဆိုင်နိုင်ပါစေလို့ဆုတောင်းပေးတယ်မပြောသေးပါအိမ်မက်လဲဆိုတော့ပေါ့နော်အဲသူရဲ့မိသားစုတက်သူရဲ့ dream ရှိတယ်အဲ့တော့ကျွန်တော်သူ့ကိုအဲ appreciate လုပ်တယ်ဘာဖြစ်ဆိုတော့မိန်းကလေးတယောက်နေနဲ့တမိသားစုလုံးကို သူကအဲဥဆောင်ပေးနေရတာပေါ့နော်ကျွန်တော်ဆိုလို့ရှိရင်လည်းအလိုပဲကိုယ့်ရဲ့အဖေမိအတွက်ကျွန်တော် လောက်ကန်ကျွေးမွေးနေရဲ့ကျေးဇူးဆက်နေရဲ့ဆိုတော့ဒီလိုမျိုးကိုလိုပဲမိဘကိုလောက်ကျွေးနေရဲ့ညီမလေးမို့လို့လဲကျွန်တော်သူ့ကိုကူညီပံ့ပိုးဖြစ်တာတွေပို့ပြီးတော့ညားပါတယ်ဟုတ်ဟောချေချာမလည်းပြောစိတ်စိတ်ရှင်းနေပါတော့ဒါမဲ့ဟိုတချို့ပြိတ္တရရဲ့စကားကိုလည်းနားထောင်လာရှိပါတယ်ဒါမဲ့ကိုကြတော့လေဘောကတော်တော်လေးဆိုတော့တခါတည်းညာကိုကြိုက်တဲ့ဟာပဲကိုဝစ်ချင်တာဘာသိလားအဲဒါကိုမကြိုက်တဲ့ယူအတင်းဝင်လေကိုစိတ်စင်မပြေမပြောရရင်စင်မပြေဆိုတော့ဆက်နောက်ပြတ်လို့ပေါ့ဝိဝိဖြစ်တာပေါ့เนาะဒါပေမဲ့အပြင်မှာကြရင်တော့ ကိုယ့်ရဲ့လူကောင်နဲ့ကိုယ့်ရဲ့အရက်နဲ့啊ဒီဝစ်စားနဲ့အဆင်ပြေတယ်။ခြေကြတော့အဲ့လိုကင်မရာထဲမှာလူကောင်အရင်ကြီးတော့လေကြည့်ရတာတဲ့မလား။ကင်မရာရောက်သွားဆိုရင်အဲ့လိုအမကြီးလိုဖြစ်သွားတာပေါ့။တကယ်တကယ်အပြင်မှာကျတော့ကိုယ့်ဟာနဲ့ကိုယ့်ဟာ quality messy အဲကိုယ့်ဟာနဲ့ကိုယ့်ဟာအဆင်ပြေကိုယ့်ရဲ့လက်ကဒီမှာလေးရင်းအဲ့ဒါရက်စင်ကိုယ့်ကြီးအပြင်မှာရမ်းလာတယ်တမီး။မရဘူး။အဲ့လိုပြေလဲမရဘူးပဲကွာတော့အတည်ရနော်။ဟုတ်ကဲ့တမီးအပြင်မှာတော်တော်လှတယ်အဲ့ဒါလေတကယ်လို့ဒီကင်မရာထဲမှာမလို့ဖြစ်နေရလို့ပြောပါတော့။ပရိသတ်တွေလည်းအပြင်မှာတွေ့ဘူးတဲ့သူတွေဆိုလည်းသိပါတယ်။ပြင်မှာတော့အဆင်ပြေပါ။ ်ပြီးတော့လေချေကအရင်ဖွဲ့ချင်းကြော်တယ်နော်နော်ဒါကိုကြီးလေးပြောတယ်ဖွဲ့ရလို့ရှိရင်တော့ဒါမောင်လေးတယောက်ကတော့အများနဲ့တွေ့ရေနော်အဲ့ဒါလေးကဲအရင်အောင်မှတွေ့ပြီးပြောမဟုတ်ဘူးသူကစင်ပေါ်မတက်ခင်အောက်ကသူကအကုန်မျိုးလုံးဝေထားတယ်နော်သူကချင်းဆိုလို့ရှိရင်အဲခါးလေးလုတ်ကလမ်းလျှောက်သွားရင်ဆိုတခြင်းဆုံးပဲသူဘုဒ္ဓကိုခေါ်ရင်ကောင်းမယ်သူကုန်ကြည့်ပြီးသားအဲအဲ့လိုမျိုးနဲ့သူကရအောင်ဆွဲပြီးတော့အဲ performance လုတ်တာပါဆွဲစားရတော့မဟုတ်ပါဘူးเนาะဟုတ်တယ် performance လုတ်တာပါခါးမှဆွဲပြီးစားဘူးရိုးမီသူအရင်ဖြစ်စေဒီနေ့ဘလို့ဖြစ်နေလဲမသိဘူးအဲ့လိုနူးမြတ် Muito linda, certo? Pois é. Tchau, tchau.